တင်ဘသူလဲဆိုတာတင်မသိရင်သူများကတင်ကို label လာတက်လိမ့်မယ်အဲ့ဒီ label တက်ရင်တင်ဖြစ်ချင်းပျောက်သွားတတ်တယ်ဘသူမှတင်ကိုလာပြီးတော့တင်ကဘသူပါလို့ဘသူမှလာမတက်စေနဲ့ကျွန်တော်ကိုဆရာကတရားဟောကောင်းတဲ့တရားဟောဆရာလို့ကျွန်တော်လာပြောရင်ကျွန်တော်ခြေနဲ့မယ်ထင်လားမခြေနဲ့ဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်အဲ့ဒါက title တခုပေးပြီးတော့တက်တန်းတက်နေရမှာကျွန်တော်ကတ်လိုက်တာကျွန်တော်တရားလဲဟောရင်ဟောမယ်ကျွန်တော်တခြင်းလဲဆိုရင်ဆိုမယ် ျွန်တော်ရုပ်ရှင်ရိုက်လဲရိုက်မယ် I don't know ဟိုပြီးတော့မှအမှုတော်ဆောင်ဆိုတာဒီလိုပုံစံဖြစ်ရမယ်လေကတုံးနဲ့နေရမယ်ကျွန်တော်အဲ့လိုလာတတ်မှတ်လို့မရအောင်ကျွန်တော်လူတယောက်ရဲ့တတ်မှတ်တဲ့အထဲမှာကျွန်တော်သွားနေလိုက်ရင်ဖခင်ကျွန်တော်ဖြစ်စေခြင်းနဲ့ရောက်စေခြင်းနဲ့ level ကိုကျွန်တော်ရောက်အောင်မသွားနိုင်တော့တို့ကိုဖခင်ထားထားတဲ့ရွေချက်ကအရာကြီးလုံးတယ်ဖခင်တင်တို့အပေါ်မှာထားထားတဲ့အကျံအစီကကြီးမားလွန်အားကြီးတယ်ဒီတိလီမဟုတ်ဘူး အဲ့ဒါကို သူများပြောတဲ့အတိုင်းတင်နေလိုက်ရင်တင်အဲ့ဒီ down တနေရာမှာတင်ကတ်သွားပြီတော့မှအဲ့ဒီ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 နေရာလေးမှာပဲတင်ရက်သွားလိမ့်မယ်ယေရမိ33ငယ်3မှာပြောလဲငါကိုခေါ်လို့ငါထူးမယ်ကြီးသောအရာဆိုပြောချင်တာဖခင်ကျွန်တော်တို့ပြင်ဆင်ထားတဲ့အရာကြီးဟာအကြီးကြီးအဲ့ဒါကိုနားလည်အောင်ပြောပြမယ်ဖခင်တို့တို့ပြင်ဆင်ထားတဲ့အရာကတိတ်ကြီးလွန်းတာကို ။တင်းနဲ့ဖျားနဲ့ပဲတည်ရမယ်ကိစ္စသူများပြောလို့တင်းတည်ရဆိုတော့အိပ်ပဲမရှိဘူး။တစ်ကောအခန်းကြီးနှစ်အငယ်ကိုချက်မြ мян သွားမယ်။တန်းစာလာဒီနဲ့အညီဖျားသခင်ချစ်တော်သူတို့အဖို့လုံးမှာဖျားသခင်ပြင်ဆင်တော်မူသော အရာတို့ကိုလူမျက်စိနဲ့မမြင်နားဖြင့်မကြားစိတ်နှလုံးနဲ့ဒါကြောင့်သူများတင့်ကိုလာပြောတဲ့ဟာကအလိမ်ကြီးဘသူမှတော့မသိနိုင်တဲ့ကိစ္စ။ လူမျက်စိနဲ့မမြင်သေးဘူးနားနဲ့မကြားသေးဘူးစိတ်နှလုံးနဲ့တောင်မခံစီရသေးတဲ့ကိစ္စကြီးကဘုရားသခင်ကတင့်တွက်ပြင်ဆင်ထားပြီးသားကိုဟိုလူကဒီလူလာပြောဒီလူကဒီလူလာပြောလို့သင်စိတ်ရိုင်သွားတယ်အကြောင်းမရှိဘူး no သူတို့ဘာပဲပြောပြော no အဲ့ဒီချက်ကြီးမားသောအရာဘုရားငါတွက်ပြင်ဆင်ထားပြီးသားသူတင်လုံးနေတဲ့အရာတကယ်လေးပဲရှိသေးတယ်ဒါဆိုဆရာကျွန်တော်ကျွန်တော်ရဲ့ဘဝကျွန်တော်ဘဝဘာလို့ဒီလိုဒီလောက်ပဲဖြစ်နေရတာလဲ no အဆပဲရှိသေးတယ် ်ဘုရားစာလာတဲ့နေ့ညီဘုရားသခင်ချစ်တော်သူတို့ဖို့လုံးကဘုရားခင်ပြင်ဆင်တော်မူသောအရာတို့ကိုလူမျက်စိနဲ့မမြင်လူမျက်စိနဲ့မမြင်ဘယ်သူမှမမြင်နိုင်သေးတဲ့အရာရှိနေတယ်ဘယ်သူမှမကြားနိုင်သေးတဲ့အရာဘယ်သူမှစိတ်ကူးနဲ့တော့မစင်စားဟာတင်ခုတင်ခုလုံနေတဲ့အရာတွေအားလုံးကတင်ခုမြင်နေရတယ်မလား โอเคသင်အခုဆက်ပြီးတော့ဘုရားခင်ပြင်ဆင်လာတဲ့အရာမြင်ရမယ့်အရာကမမြင်ရသေးတဲ့အရာကဘယ်သူမှမသိနိုင်သေးတဲ့အရာကတိတ်ကြီးမှလုံးနေ Wow အကြီးတွေလာတော့မယ်အကြီးတွေလာတော့မယ်တဲ့အိမ်မတ်တောင်မမတ်နိုင်တဲ့တင်းစင်းတော်မစင်းစားနိုင်တဲ့တင်း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  like 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 တင်းဘယ်လိုမျိုးပုံဖော်ရမန်းတော်မသိနိုင်လောက်တဲ့ကြီးမားတဲ့မင်္ဂလာကြီးကိုဘုရားပြင်ဆင်ထားပြီးသားဖြစ်နေတယ် ်ကျွန်တော်ပြောပြမယ်ကျွန်တော်ကျွန်တော်2021မှာထိုင်းနိုင်ငံကိုပြန်သွားတဲ့အချိန်တုန်းကကျွန်တော်ရဲ့လက်ထဲမှာပတ်စံကဒေါ်လာ1000ခွဲနဲ့ကျွန်တော်ရောက်သွားတာဒါပေမဲ့အခုကျွန်တော်စောက်ထားတဲ့အဆောက်အဦလေးကျွန်တော်ဝယ်ထားတဲ့ဟာတွေအားလုံးကပြန်ပေါင်းရင်တန်းတရာလည်းဝယ်လို့မရတော့ဘူး American နဲ့ဆိုရင်ဆယ်တန်းကျော်နဲ့ကျွန်တော်အဲ့ဒီဟာတွေပြန်ဆောက်လို့မရတော့ဘူး More than 10 million စကိုင်းသွားအဲ့ဒါတွေအားလုံးကျွန်တော် cash in အကုန်ရှင်းခဲ့တာဖခင်က Kairos moment ဆိုတာရောက်လာရင် ဲ့ဒီ Kairos moment ရောက်လာကြောက်စရာအရန်ကောင်းတယ်အဲ့ဒီ Kairos moment ကြီးရောက်လာပြီဆိုရင်တင်စဉ်းစားဖို့အချိန်တော့မရှိတော့ဘူး just do it just do it စဉ်းစားဖို့အချိန်တော့မရှိတော့ just do it just do it ပြီးတော့မှဖရားကအလုတ်လုပ်ရင်ဘယ်တော့ခါမှဒီလိုဒီလိုအလုတ်လုပ်တဲ့ဖရားမပြောင်းပြန်လှန်ပြစ်တဲ့ဖရားဒီနေ့တိုးကြောင့်တာနောက်နေ့ပို့ချုပ်နောက်နေ့ပြင်ဖြတ်တဲ့ခုဖရားပြင်ဆင်ပေးတဲ့ဖရားဖရားကအလုတ်လုပ်ရင်အယမ်းမြန်တယ် ဘုရားကလှုပ်ပြီဆိုရင် changes လုပ်တာအများမြန်တယ်ဘုရားပြည့်တယ် hallelujah hallelujah အဖယားကကြီးမားသောအမှုကိုတင်လိုက်ပြုချင်တယ်တင်လို့ရမယ့်အရာရှိတယ်တင်းရဲ့အနာဂတ်ကိုဖယားကပြောင်းချင်တယ်တင်ကတင်းရဲ့ mind ကိုပြောင်းရမယ် God will change your future but you have to change your mind ဖယားကတင်းရဲ့အနာဂတ်တစ်ခုလုံးကိုကြီးမားစွာပြောင်းလဲပြင်မယ် တင်အိမ်မတ်တော်မမတ်နိုင်တဲ့အနာဂတ်ကြိုးပြားခင်အောပွဲလုံးမယ်ဒါပေမဲ့တင်ဘက်ကလုံးမအရာက change your mind